အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြဆွလိုက်ပါတယ်ဒီနေ့မှာတော့အစာရေးဆရာမနွနွရင်အင်းဝရေးသားထားတဲ့ဟင်းထုပ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ဟင်းထုပ်မနက်လင်းပြီဆိုတာနဲ့ခင်မွေးတို့ပြန်ကြဇေတန်းကလေးစုညံစာပြူပြီးပြန်ကြဇေသူတို့ရဲ့စူးရှရှပြလဲလဲအဲကွဲကွဲအတံမျိုးစုံဟာပြန်ကြဇေကလေးကိုတက်ဝင်လှူရှားစေသည် ဟောရီမှာမြေချုံနုလေးတွေအစိတ်သားကိုနှစ်ချက် နန်းနန်းပင်အရိုင်းစီးတွေတစ်စီးမှတစ်ချက်ထဲတစ်ချက်ထဲပေါပေါလေးတွေပေးကုန်ပြီဒါကဆူးရှက်ရှက်အက်ကွက်ကွဲအေးမြင့်မာရဲ့အတံပေါ်ပေါ်ရာလေးနဲ့လက်တာလေးကိုစားမယ်အကိုကြီးချင်မောင်တွေကစွန်းတွေကစွန်းတွေချင်မောင်တွေကတော့ပေါ်သလားလို့မမေးနဲ့လက်သလားလို့မမေးနဲ့သူများအတိုင်းပဲ ဆိုတော့ပြာလဲလဲနှာခေါင်းတန်ပန်ရှင်ကတော့အဝင်းမလို့ခေါ်နေကြတဲ့ကနွဲ့ကလေးကောင်လေးလာလာလာဒီမှာချက်သွန်းအာလူးအာလူးချက်သွန်းဆိုပြီးထပ်တလဲလဲပေါ်ထွက်နေတဲ့တူတူနဲ့လေးလေးအတန်ပန်ရှင်ကဒေါ်ကြည်သိန်းခေမွေးအတန်ကတတိဆူဆူလေးပဲသေးတွေခရမ်းသေးတွေမုံလာဥတွေဒီမှာလေးဟင်းရွက်စုံဒီမှာရတယ် လို့များခင်မွေးအတန်ကုန်တင်လိုက်ရင်ဈေးတွေချကနေလှည့်ကြရမယ်။ဆိုင်နီးချင်းတွေကမျက်ဆောင်ထိုးကြမယ်။အဝဲမဆိုခပ်ပူပူနဲ့လက်ကလေးနှစ်ဖက်ကော့ပြီးနားတွေကိုပယ်ရသေးတာ။ဒီနေ့ကဥပုံနေဆိုတော့ပြန်ညဈေးတန်းကပိုစီကားနေတယ်လို့ပဲ။ဈေးယုံကြီးပိတ်တယ်လေ။ဦးကလည်းဒါလေးများယူသွားပါအောင်ရဲ့။တရုတ်ကစွန်းစစ်စစ်လေးကြော်စားအားရှိတယ်။ ျေးဇူးတင်ပါတယ်ဦးရဲ့ခုလိုအားပေးတာလောက်ကုန်ပြီးအဝင်းမာတို့ကတော့မြစ်စလုံးထဲကိုလက်နဲ့ထိုးဖွာရင်က အေးမြင့်မှာအဝင်းမစီကိုလှမ်းကြည့်မိအောင်ကြည့်လိုက်မိသေးတယ်။အဝင်းမကတနခါနဲ့ကာချင်နေခင်မွေးတို့တွေကတယောက်မှတနခါမပါကြဘူး။ဒေါ်ကြီးသိန်းကတော့လူကြီးမို့ထားပါတော့။ဟိုအပြိုလေးအရွယ်လေးမိမွေးကလည်းမျက်နှာပြောင်နေ။အေးမြင့်မာတို့ကတော့ပြောစရာမလိုပါဘူး။ ယောက်ျားနဲ့ क्वे တဲ့အကြောင်းရင်းတွေထဲမှာဒီတနခါမလေးနဲ့အမှုပါတယ်။မပြောလိုက်ချင်ဘူး။ယောက်ျားတွေဟာမိန်းမတွေကိုတော်တော်တနခါလိမ့်စေချင်တယ်။ဒါဖြစ်ထားပါလားလို့အိမ်မှာဇိန်နဲ့နှက်ပြီးနေရတဲ့ဘဝမျိုးထားပါလားလို့မုံမလင်းခင်မျက်နာတော့အနိုင်နိုင်တစ်ပြီးပြေးရတဲ့ပြန်ကြဈေးထဲမှာဘဝမှာဘာလို့ထားသေးတော့နန်းနန်းပြေးပါအောင်အော်ယူလေးမမ အရိုင်းစည်းကြီးတွေတစ်ချက်ပါ။ကဲမြေချုံနုလေးတွေဒီဖက်မှာပေါပေါလေး။နန်းနန်းမင်းတွေပေါပေါလေး။အေးမြစ်မှာဒေါ်ကြီးကိုစက်တန်တရွက်လောက်။ဘာယူမလဲခလဲယူလေ။အေးမြစ်မှာစီကစက်တန်တရွက်ကိုဈေးဝယ်တငယ်လေးစီလှမ်းအန်းတော့။စူကနေကြားလိုက်ရတော့ဒေါ်ကြီးတိန်ထိတ်ခနေဖြစ်ပြီးရင်တွေတုန်လာတယ်။ဘာလဲဟဲ့။အော်ငါးတဲ့ရေဖက်ကရန်ဖြစ်တာ။ဖះဖះ ခုတလောဘာဖြစ်မှလည်းမသိပါဘူးရုပ်ရုပ်တဲတဲဆို ထိတ်လန့်ပြီးရင်တွေတုံးဟာတာတာ မော်တော်တော်ကြီးဖြစ်ဖြစ်လာတယ်အသက်ကြီးလာလို့ပဲထင်ပါရဲ့တကယ်တော့ဒီအတန်ပလန်တွေကြားထဲမှာကိုတလျှောက်လုံးနေလာခဲ့တာပဲဟာအင်းဟာတာတာကြီးဖြစ်ဖြစ်နေတာဟာအစားအသောက်ချွေလို့များလားဟုတ်မယ်မထင်ပါဘူးလေကိုချွေတယ်ဆိုတာအေးမြင့်မာတော့မှုံမွေးတော့မိမယ်မထင်ပါဘူးငယ်ရွယ်သူတွေဘယ်ချွေချင်ကြပါမလဲနော် ဒါပေမဲ့ချွေကြရတယ်။မိသားစုတွေနဲ့ဝင်းဝင်းနဲ့နဲ့လေးနဲ့ကျွေးနဲ့ဈေးနှုန်းနဲ့အဝဲမလေးလည်းဒီလိုပဲ။ဘူဒီနုနုလေးတွေခရမ်းချိုအသီးကြီးတွေကတော့ဒီမှာနော်။ဘူဒီဟင်္ကာလေးချက်မလား။ခရမ်းသီးလေးနှက်မလား။ဟေးကိုချစ်ချစ်နဲ့ကြမှာဟင်းစီစင်ဟဲ့။သူများတွေလိုက်စီစင်ပေးမနေနဲ့။နားကြီးတယ်။အဝဲမကိုခင်မွေးမျက်ဆောင်ထိုးပြလိုက်တယ်။ နားညင်းရဲ့နားပိတ်ထားဟဲလို့အတန်ဆဆူးနဲ့လဲပြန်អော်လိုက်တယ်။កုံတွေပြင်နေတဲ့လက်ကလည်းခ ਿਆਂ တိအပုတ်တလုံးကိုစက်ခနဲ့ဆွဲယူပြီးဘေးကိုလွှင့်ပြလိုက်တယ်။ဒီမှာလဲတလုံး။ဟင်းဟောဒီစူပိုရွက်စီကလည်းပြည့်ရပါပြီ။ဝါပြီးအကုန်ကျွေကြတော့မယ်။ရက်ကြတော့ရေကနာလာရော။ကဲသွားပြီးရောစူပိုရွက်တစီ။ကော်ဖီရွက်တွေကလည်းအပြင်ကဟာတွေကဝါတောင်လာကြပြီ။ နွားနာကလည်းမြန်လိုက်တာကုံစင်းရောက်ရတာများအဲ့ဒါစိတ်ညစ်တာအရင်တုန်းကတော့ဒီအနွမ်းတွေကို ကိုဟါကိုပေါ်ပေါ်ချက်စားပြတာပေါ့နွမ်းရင်ဈေးဝယ်ကလည်းမကြိုက်ဘူးအခုတော့ဈေးဝယ်ကလည်းအနွမ်းဈေးနဲ့ဝယ်တယ်ကိုလည်းချက်မစားနိုင်တော့ဘူးခင်မွေးရေဘာလဲဟဲ့အချက်ပေးတဲ့အတန်နဲ့ခေါ်တဲ့အဝင်းမစီကိုခင်မွေးလှမ်းကြည့်လိုက်တယ် အဝဲမှမျက်စသွားရာဒေါ်ကြီးသိန်းနဲ့အေးမြင့်မတို့ဘေးမှာ။ဩဟိုလူကြီးလားအသာမဲမဲတုတ်တုတ်ခိုင်ခိုင်မျက်နှာပေါက်ဆူဆူနဲ့လူကြီးကအာလူပုတ်တွေစက်တုံပုတ်တွေမြင့်အခွန်တွေအရင့်တွေနန်းနန်းပင်အနာတွေကိုသူ့အိမ်မဲကြီးတဲ့ကြုံထဲနေတယ်။ဒေါ်ကြီးသိန်းနဲ့အေးမြင့်မတို့လွှင့်ပြထားတာတွေပေါ့။ဒီလိုဈေးနဲ့မှမယောင်ရတော့တဲ့ဟာတွေလေး လူကြီးကအဝင်းမဘေးနာက အရွက်ပါလေကချက်မအရေးပင်တွေနဲ့ကစွန်ရုံးနီအရေးတွေကိုပါကြုံထဲနေပြန်တယ်။ခင်မွေးပစ်ထားတဲ့ခန်းသီးပုံနဲ့စူးပုတ်စီအဝါကျွေတွေကော်ဖီရွက်အဝါတွေရော လူကြီးကခက်တတီးရဲ့ဘယ်သူမှလည်းမကြည့်ဘူး။ဒေါ်ကြီးသိန်းနဲ့လူကြီးရွယ်သူလောက်ပဲထင်တယ်။90တော့ရှိရောပေါ့။ခင်မွေးတို့နားလာပြီးတာနဲ့လူကြီး90တွေဖဲရောက်သွားပြီ။ကြည့်ကြည့် ငါးတယ်တွေဘေးပုံထားတဲ့ငါးအညစ်အကြေးတွေအကြေးခွန်တွေကိုဝင်ကြုံပြန်တယ်။ခေမွဲတို့တွေသူ့စီကနေမျက်နာလွှဲလိုက်ကြရင်တယောက်မျက်နာတယောက်ဖြက်ခနဲကြည့်မိကြတယ်။ပြီးတော့ကို့အတန်တွေကိုထုတ်လွှတ်အော်ဟစ်လိုက်ကြရင်ဈေးရောင်ကြပြန်တယ်။စိတ်ပတိစိတ်ပတိစိတ်ပတိနှောက်ခမ်းဝေးဖြူဖြူစပင်းဖြူဖြူနဲ့ပတိတွေရောင်တဲ့အဖိုးကြီးလာပြီး ဈေးဝယ်တွေကြားထဲမှာပတိတွေအတင်းလှုပ်ရမ်းပြနေပေမဲ့ဘယ်သူကမှလည်းသိမ့်မွဲကြဘူးနော်။ဟောဟိုဟာမလေးလည်းလာနေပြီဟိ။တတိထားကြ။တခွာသီးတို့တရက်သီးတို့ဘာတို့ကိုဇိုးကနဲ့ဇက်ကနဲ့ဆွဲစားပစ်တတ်တဲ့စိတ်မနှံ့တနက်ကောင်းမလေးပေါ့။တနခါပိန်ကြနဲ့ပါဇက်သေးကလည်းဘာတွေလည်းမသိဘူး။ပလုတ်ပလောင်းဝါလုံးသူ့ကြည့်ရတာတနေ့တခြားပိန်လာလိုက်တယ်လို့ပဲ။ တားတို့သမီးတို့မြေးတို့ရဲ့အဖိုးဟာလည်းအရင်တုန်းကဒီစေးထဲမှာဈေးရောက်စားတဲ့သူတယောက်ပါပဲအခုတော့အဖိုးအသက်86နှစ်ရှိပါပြီဘာမှမလုံနိုင်မကင်နိုင် မစားနိုင်တော့လို့အဖိုးကိုကြွကြပါအောင်ကွယ်ဒီအဖိုးရဲ့တုံတုံရင်ရင်ပြတောင်းပြတောင်းအတန်ကတော့ကြားရသူတိုင်းကိုစိတ်ထိခိုက်စေတယ် မေးစင်းနဲ့မြေကြီးနဲ့ထိမတက်ကိုင်းနေရှာတဲ့ခါကိုတောင်ဝင်းနဲ့ဖေးမရင် ဖြစ်ဖြစ်ချင်းရှောင်းနေရှာတဲ့အဖိုးရဲ့လဲပင်ကလွယ်အိတ်ကလေးထဲကိုဘယ်သူဖြစ်ဖြစ်ပတ်စံထဲလိုက်ကြတာပဲဒေါ်ကြီးသိန်းဆိုအဲ့ဒီအဖိုးလာတိုင်းမျက်ရည်ကတဝဲဝဲအာကိုအာထားမရှိတဲ့အပြိုကြီးတကူတဲကငါချင်းရင်လည်းဒီလိုပဲဈေးထဲမှာလာရမလားမသိဘူးနော်တဲ့အဝင်းမရေဘိုက်စားလာတယ်ဟဲ့အဲ့လေအဲ့ချင်းနေ ဒီလိုအချိန်ဆိုဂါရာလိုရွတ်နေကြခင်မွေးရဲ့ညင်းညူတန်ကိုအေးမြင့်မာကထောက်ခံတယ်။မနဲ့ကလေးကဘာမှမစားရသေးဘူးတဲ့။အတိုင်ဖောက်တော်တော်ညင်းနေကြ။ကိုကောင်းပေါ်လဲကိုကြည့်ကြအောင်။ဒေဝောကမဲလို့တဲလို့။ဟဲ့လာပြီဟဲ့လာပြီ။အဝင်းမတော်စကားမဆုံးသေးဘူး။ရန်ကုန်မိုးပီတာလိုက်တာ။ ဒေါ်ကြီးသိန်းရဲ့ဖြစ်ကရက်ဆန်ပလတ်စတစ်အမိုးလေးအောက်ကိုခင်မွေးတို့တွေစုပြုံတိုးဝှေ့ပြီးမိုးခိုကြရတယ်။ခင်မွေးတို့အဝင်းမတို့ကုံစင်းတွေကဘာအရေးလဲ။မိုးမီတော့လည်းရေစုပ်ပြီးသားဖြစ်တာပေါ့။ဒေါ်ကြီးသိန်းကြက်သွန်တွေကသာမိုးစုံမခံနိုင်တာ။သိပ်ပါတော့ဟဲ့မိုးကလည်းငါတို့ချမင်းစာနေပြီ။ဒေါ်ကြီးသိန်းအတန်တိုးတိုးလိုပဲအားလုံးစီကအတန်ထွက်လာကြတယ်။ဈေးကွဲချိန်လေး ဈေးကွဲချိန်ဖြစ်တယ်လို့ထမင်းစားချိန်လည်းဖြစ်တယ်။ထမင်းစားပြီးရင်ဒီနားမှာပဲတရေတမောအိပ်ပြီးညနေဈေးကိုစောင့်ကြရမယ်။လောလောဆယ်ကတော့ဒီမိုးလေးတက်ရင်အားလုံးထမင်းစားကြဖို့ပဲ။အဝင်းမရဲ့ထမင်းတော့ဝယ်တာအိမ်အောင်မြကြနေသလားလို့ ਈ ။အောင်မဲနောက်ဆိုကိုပါတာကိုတော့ဝယ်ကြ။ကြောက်မဝယ်ခိုင်းနဲ့။မလို့ပါနဲ့အေးညီးကလည်းစိတ်မကောက်ပါနဲ့။ ညီးဝယ်မှာထမင်းကပိုရတာအေးခင်မွေးမပြောပါနဲ့ဟင်အေးမြက်မှာလက်ထဲကထမင်းထုတ်တွေကိုခင်မွေးကမျက်ဆောင်ထိုးကြည့်လိုက်တယ်ဟုတ်တော့လဲဟုတ်တယ်ထမင်းသုံးချက်ဖိုးကိုကျွတ်ကျွတ်အေးအသေးလေးတစ်လုံးမပြည့်တပြည့်ရအောင်အဝင်းမမဝယ်နိုင်တာဒါပေမဲ့ခင်မွေးတော့ဘယ်တော့ဖြစ်ဖြစ်မဝါပါဘူးထမင်းဖြူထုတ်လေးတွေကိုစီရှိချရင်ခင်မွေးတို့တွေညင်တက်နေကြတယ်။အဝင်းမစီကတွေကိုဂလူခနဲ့မျိုးချတန်ထွက်လာတယ်။ စားလာပြီလေဒါပေမဲ့စားလို့မှမရသေးတာထမင်းမဲ့ရှိပြီးဟင်းမရှိသေးဘူးလေဟင်းထုတ်ဟင်းထုတ်ဟောလာပြီဆိုတဲ့အတန်တွေတညီတဲ့ထွက်သွားကြပြီးခေါင်းတွေခြာခနဲလဲသွားကြတယ်ဟင်းထုတ် ဟင်းထုတ်ဆိုတဲ့မဆက်ဆက်အတန်ဟာပြန်ကြဈေးသူဈေးသားတွေအတွက်အင်မတန်တာယာနာပြောပွဲရှိတဲ့အတန်ဟောမလာနေပါပြီ ဟင်းထုတ်ကလေးတွေအပြင်းနဲ့ဆွဲချင်းဆွဲထားတဲ့ဟင်းထုတ်သေးလာနေပါပြီ။ခင်မွေးတို့တွေငါးချက်တန်အနွားလေးတွေကိုအစင်သက်ထုတ်ထားလိုက်ကြတယ်။ဒီကိုလေးထုတ်ခင်မွေးတို့ရှေ့ကိုငါးချက်တန်ဟင်းထုတ်ပူပူနွဲ့နွဲ့လေးတွေရောက်လာတယ်။မဆလာနဲ့တသင်သင်ကပြန်ကြစီတစ်ခုလုံးကိုတော့ဖုံးသွားမတပဲ။ပိုးစော်နဲ့ထမင်းကိုတော့အตาလေးဖုံးနိုင်တာပေါ့။ဟင်းထုတ်တွေကိုဟိုကဒီကလှမ်းခေါ်ကြတယ်။မရလိုက်မှာဆိုလို့ ငါးချက်တန်ဟင်းဆိုတာဘယ်မှမမရနိုင်ဘူးလေဘယ်သူတွေကဘယ်လောက်ပဲခေါ်ခေါ်အသားမဲမဲတုတ်တုတ်ခိုင်ခိုင်မျက်နှာပေါက်ဆူဆူနဲ့အသက်50လောက်ရှိတဲ့ဟင်းထုတ်တဲ့လူကြီးကဘာမှလည်းပြန်မပြောပြန်မဆိုခက်တတီပဲမနဲ့တုံးကလည်းခက်တတီပဲကျွတ်ကျွတ်အိတ်ထမင်းထုတ်ထဲမှာခင်မွေးစားလိုက်တဲ့ဟင်းတွေကငါအကြီးကုန်ဖက်လေးတွေက ငရုတ်စီရောင်ဝင်းလုံးပြီးတော့ခန်းဒီဖက်တစ်ဖက် ထမင်းလောက်ကိုဆုံးလို့ဆက်ဆက်ခင်မွေးလက်တွေတွန့်သွားတယ်။ခင်မွေးကြမှာနော်။အိုးဘာတွန့်စရာရှိလဲ။စာလာပြီ။ဟိုမှာသူများတွေစားနေလိုက်ကြတာ။ထမင်းလောက်ကိုပစက်ထဲသွင်းရင်ရှေ့ကခရမ်းသီးပုံပေါ်ခင်မွေးမျက်လုံးရောက်တယ်။ပိုးပေါက်ခရမ်းသီးပုတ်ထဲကတရွရွထွက်လာတဲ့ပိုးလောက်ကလေးတွေကခင်မွေးကိုလှောင်ပြုံးပြုံးနေတယ်လို့ပါပဲလား။ ုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမနုနုရင်အင်းဝါရေးသားထားတဲ့ဟင်းထုပ်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်